တန်ယုတ်တနိကေ32 6ဒုက္ခဝေတေပရိဝီမန်တနတုတ်အခါတပါ၌မြတ်စွာဘုရားသည်တဝိထိပြီအနာတပိန်တထေဤအယံဖြစ်သော စေတဝင်းကျောင်း၌သတင်းသုံးနေတော်မူ၏ထိုအခါမြတ်စွာဘုရားသည်ယဟန်တို့ကိုယဟန်တို့ဟူ၍ခေါ်တော်မူ၏အရှင်ဘုရားဟူ၍ထိုယဟန်တို့သည်မြတ်စွာဘုရားအား ြန်ကြားလျှောက်ထားကုန်၏မြတ်စွာဘုရားသည်ဤစကားကိုမိန့်တော်မူ၏ယဟန်တို့ယဟန်သည်အချင်းခတ်သိဝစင်ရဲ့ကုံချင်းကစူးစမ်းသည်ရှိသောအဘယ်မြလောက်ဖြင့်စူးစမ်းစင်ချင်းရာသည်ဟုမိန့်တော်မူ၏အရှင်ဘုရားတပည့်တော်တို့အားတရားတော်သူသည်မြတ်စွာဘုရားသာလျှင်အရင်ခံရှိပါကုန်၏ ထောက်ဆောင်သူရှိပါကုန်၏မိခိုရာရှိပါကုန်၏အရှင်ဖျားတောင်းပန်ပါကုန်၏ဟောတော်မူအပ်သော ထိုတရား၏အနက်သည်မြတ်စွာဘုရား၏ညာ၌သာလင်းထင်ပါစေလောမြတ်စွာဘုရားထံမှကြားနာရ၍ယဟန်တို့သည်စောင့်ထားရပါကုန်တတန်ဟုလျှောက်ကြကုန်၏ယဟန်တို့တို့ဖြင့်လင်းထိုတရားကို နာကုန်တော့ ကောင်းစွာနှလုံးသွင်းကုန်တော်ဟောပေအံဟုမိန့်တော်မူ၏အရှင်ဖျားကောင်းပါပြီဟုထိုယဟန်တို့သည်မြတ်စွာဘုရားအားပြန်ကြားလျှောက်ထားကြကုန်၏မြတ်စွာဘုရားသည်ဤတရားကိုဟောတော်မူ၏ယဟန်တို့ဤသာသနာတော်၌ယဟန်သည်စူဇန်ဆင်ခြင်လက်တော်အထူးထူးအပြပြများလှစွာသောပိုခြင်းစရာ သေခြင်းမရဏဟုဆိုအပ်သောအကျင့်ဆင်းရဲသည်လောက၌ဖြစ်၏ဤဆင်းရဲသည်အဘယ်တရားလျှင်အကြောင်းရှိသနည်းဖြစ်ပေါ်ကြောင်းရှိသနည်းအဘယ်တရားကြောင့်ဖြစ်သနည်းအဘယ်တရားလျှင်အမောအဆရှိသနည်းအဘယ်တရားရှိသောဇယမရဏဖြစ်သနည်းအဘယ်တရားမရှိသောဇယမရဏမဖြစ်သနည်းဟုစူဇန်းဆင်ခြင်၏ ထိုယဟန်သည်စူဇန်ဆင်ကျင်သည်ရှိသောဤတို့သည်အထူးထူးအပြားပြားများလှစွာသောအိုခြင်းဇယတေခြင်းမရဏဟုဆိုအပ်သောအကျဉ်ဆင်းရဲသည်လောက၌ဖြစ်၏ဤဆင်းရဲသည်ကပဋိသင်္တေနေမှုဇာတိလျင်အကြောင်းရှိ၏ဖြစ်ပေါ်ကြောင်းရှိ၏ဇာတိကြောင့်ဖြစ်၏ဇာတိလျင်အမွန်အဆရှိ၏ ဇာတိရှိသောဇယမရဏဖြစ်၏ဇာတိမရှိသောဇယမရဏမဖြစ်ဟုသိ၏ထိုယဟန်သည်အိုခြင်းဇယတေခြင်းမရဏကိုလည်းသိ၏ဇယမရဏဖြစ်ပေါ်ကြောင်းကိုလည်းသိ၏ချုပ်ရာကိုလည်းသိ၏ဇယမရဏဤချုပ်ရာနိဗ္ဗာန်သို့ရောက်ခြင်းကလျှောက်ပတ်သောအကျင့်ကိုလည်းသိ၏ထိုသိသောအတိုင်း တရားသူအစဉ်လိုက်သည်ဖြစ်၍ကျင့်၏ယဟန်တို့ဤယဟန်ကို အချင်းခတ်သိဝစီရဲ့ကုံခြင်းကပိုခြင်းဇရာတေခြင်းမရဏချုပ်ခြင်းကကောင်းစွာကျင့်သောယဟန်ဟု၍ဆိုအပ်၏ထိုမှတပါယဟန်သည် စူဇန်ဆင်ခြင်းသည်ရှိသောဤပဋိသင်္ဍေနေမှုဇာတိသည်အဘယ်တရားလည်းရင်အကြောင်းရှိသည်နိဖြစ်ပေါ်ကြောင်းရှိသည်နိ အဘယ်တရားကြောင့်ဖြစ်သနည်းအဘယ်တရားလည်းရင်အမောအဆရှိသနည်းအဘယ်တရားရှိသောဇာတိဖြစ်သနည်းမရှိသောဇာတိမဖြစ်သနည်းဟု စူဇန်ဆင်ခြင်၏ထိုယဟန်သည် စူဇန်ဆင်ခြင်သည်ရှိသောဤသို့တည်၏ပဋိသင်္ဍေနေမှုဇာတိသည်ဘဝလည်းရင်အကြောင်းရှိ၏ဖြစ်ပေါ်ကြောင်းရှိ၏ဘဝကြောင့်ဖြစ်၏ဘဝလည်းရင်အမောအဆရှိ၏ ဘဝရှိသောဇာတိဖြစ်၏ဘဝမရှိသောဇာတိမဖြစ်ဟုသိ၏ထိုယဟန်သည်ဇာတိကိုလည်းသိ၏ဇာတိဤဖြစ်ပေါ်ကြောင်းကိုလည်းသိ၏ချုပ်ရာကိုလည်းသိ၏ဇာတိဤချုပ်ရာနိဗ္ဗာန်သို့ရောက်ခြင်းကလျှောက်ပတ်သောအကျင့်ကိုလည်းသိ၏ထိုသိသောအတိုင်းတရားသို့အစဉ်လိုက်သည်ဖြစ်၍ကျင့်၏ယဟန်တို့ဤယဟန်ကို အချင်းခတ်သည် ဝိစင်ရဲ့ဂုံချင်းကဇာတိချုပ်ချင်းကကောင်းစွာကြံ့သောယဟန်ဟု၍ဆိုအပ်၏ထိုမှတပါယဟန်သည် စူဇန်ဆင်ကျင်သည်ရှိသောဤဘဝသည်အဘယ်တရားလျင် အကြောင်းရှိသနည်းဤပြင်းစွာဆွဲလန်းမှုဥပဒံသည်အဘယ်တရားလျင်အကြောင်းရှိသနည်းဤတတ်မှတ်မှုတဏှာသည်အဘယ်တရားလျင်အကြောင်းရှိသနည်း ခံစားမှုဝေဒနာသည် တွေးထိမှုဖတ်သက်သည်ဤတရားအာယတနာ6ပါးတလာယတနာသည်အဘယ်တရားလည်းရင်အကြောင်းရှိသည်။ဤနံယုတ်သည်ဤတိမှုဝိညာဉ်သည်ဤပြုစီရင်မှု သင်္ခါရတို့သည်အဘယ်တရားလည်းရင် အကြောင်းရှိကုန်သည်။အဘယ်တရားလည်းရင် ဖြစ်ပေါ်ကြောင်းရှိကုန်သည်။အဘယ်တရားကြောင့်ဖြစ်ကုန်သည်။ အဘယ်တရားလျင်အမောအစရှိကုန်သည်။အဘယ်တရားရှိသောပြုစီရင်မှုသင်္ခါရတို့ဖြစ်ကုန်သည်။မရှိသော ပြုစီရင်မှုသင်္ခါရတို့မဖြစ်ကုန်သည်ဟုစူဇန်ဆင်ခြင်၏။ထိုယဟန်သည်စူဇန်ဆင်ခြင်သည်ရှိသော ပြုစီရင်မှုသင်္ခါရတို့သည်မတိမှုအဝိဇ္ဇာလျင်အကြောင်းရှိကုန်၏။အဝိဇ္ဇာလျင်ဖြစ်ပေါ်ကြောင်းရှိကုန်၏။ အဝိဇ္ဇာကြောင့်ဖြစ်ကုန်၏အဝိဇ္ဇာလည်းအမောအဆရှိကုန်၏အဝိဇ္ဇာရှိသော သင်္ခါရတို့ဖြစ်ကုန်၏အဝိဇ္ဇာမရှိသောသင်္ခါရတို့မဖြစ်ကုန်ဟုသိ၏ထိုယဟန်သည် သင်္ခါရတို့ကိုလည်းသိ၏သင်္ခါရတို့၏ဖြစ်ပေါ်ကြောင်းကိုလည်းသိ၏ချုပ်ရာကိုလည်းသိ၏သင်္ခါရတို့၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ခြင်းကလျှောက်ပတ်သောအကျင့်ကိုလည်းသိ၏ ထိုတည်သောအတိုင်းတရားသူအစဉ်လိုက်သည်ဖြစ်၍လဲကျင့်၏ယဟန်တို့ဤယဟန်ကိုအချင်းခတ်သိဝိစင်းရဲ့ကုံခြင်းကသင်္ခါရတို့ချုပ်ခြင်းကကောင်းစွာကျင့်သောယဟန်ဟု၍ဆိုအပ်၏ယဟန်တို့အဝိဇ္ဇာရှိသောပုဂ္ဂိုလ်သည်ကုသိုလ်သင်္ခါရကိုပြုစည်ရင်သည်ဖြစ်အံကုသိုလ်ဝိညာဉ်ဖြစ်၏အကုသိုလ်သင်္ခါရကိုပြုစည်ရင်သည်ဖြစ်အံ အကုသိုလ်ဝိညာဉ်ဖြစ်၏အယူပကုသိုလ်သင်္ခါရကို ပြုစည်ရင်သည်ဖြစ်အံအရူပဝိညာဉ်ဖြစ်၏ယဟန်တို့ယဟန်သည်အကျင့်အခါမတိမှု အဝိဇ္ဇာကိုပယ်အပ်ပြီးအတိညာဉ်ဝိဇ္ဇာဖြစ်ပေါ်လာပြီထိုအခါထိုယဟန်သည်မတိမှု အဝိဇ္ဇာကင်း၍အတိညာဉ်ဝိဇ္ဇာဖြစ်ပေါ်ခြင်းကြောင့် ုံညာပြီးသင်္ခါရကိုမပြုအပုံညာပြီးသင်္ခါရကိုမပြုအနင်္စာပြီးသင်္ခါရကိုမပြု မပြုသည်ရှိသောမစေစော်သည် ရှိသောလောက၌တစုံတစ်ခုကိုမြတဏ္ဍာဒိဋ္ဌိတို့ဖြင့်မဆွဲလန်မဆွဲလန်သည်ရှိသော မတက်မဲ့မတက်မဲ့သည်ရှိသောမျက်မှောက်ဘဝ၌ပင်လျှင်ကိလေသာချုပ်ငြိမ်း၏ပဋိသင်္ဍေနေမှုကုန်ပြီ ညတ်တော်အကျင့်ကိုကျင့်သုံးပြီးပြီပြုပွဲကိစ္စကို ပြုပြီးပြီမက်ကိစ္စအလို့ငါတပါသော ပြုပွဲကိစ္စမရှိတော့ပြီဟုသိ၏ထိုယဟန်သည်ဒုက္ခဝေဒနာကို အကယ်၍ခံစားအံထိုဒုက္ခဝေဒနာသည် အမြဲမရှိဟုသိ၏တဏှာဖြင့်မစွဲယူအပ်ဟုသိ၏မနှက်သက်အပ်ဟုသိ၏ ဒုက္ခဝေဒနာကို အကယ်၍ခံစားအံထိုဒုက္ခဝေဒနာသည် အမြဲမရှိဟုသိ၏တဏှာအဖြင့်မဆွဲယူအပ်ဟုသိ၏မနှက်သက်အပ်ဟုသိ၏ဥပိ္ပခဝေဒနာကို အကယ်၍ခံစားအံထိုဥပိ္ပခဝေဒနာသည် အမြဲမရှိဟုသိ၏တဏှာအဖြင့်မဆွဲယူအပ်ဟုသိ၏မနှက်သက်အပ်ဟုသိ၏ ထိုယဟန်သည်ဒုက္ခဝေဒနာကို အကယ်၍ခံစားအံထိုဒုက္ခဝေဒနာကိုတဏှာဒိဋ္ဌိတို့နှင့်မရှင်မူ၍ခံစား၏ဒုက္ခဝေဒနာကို အကယ်၍ခံစားအံထိုဒုက္ခဝေဒနာကိုတဏှာဒိဋ္ဌိတို့နှင့်မရှင်မူ၍ခံစားအံဥပိ္ပခဝေဒနာကို အကယ်၍ခံစားအံထိုဥပိ္ပခဝေဒနာကိုတဏှာဒိဋ္ဌိတို့နှင့်မရှင်မူ၍ ခံစား၏ထိုယဟန်သည် ကိုဖြင့်ပိုင်းခြားအပ်သော ပြင်စဒွာရိကဝေဒနာကိုခံစားသည်ရှိသော ကိုဖြင့်ပိုင်းခြားအပ်သော ဝေဒနာကိုခံစား၏ဟုသိ၏ဇီဝိတဖြင့်ပိုင်းခြားအပ်သော မနောဒွာရိကဝေဒနာကိုခံစားသည်ရှိသောဇီဝိတဖြင့်ပိုင်းခြားအပ်သော ဝေဒနာကိုခံစား၏ဟုသိ၏ကိုခန္ဓာပြည့်စည်၍တေပြီးသည်မှနောက်၌ အလုံးစုံသောခံစားမှုတို့သည်မနှစ်သက်အပ်ကုန်သည်ဖြစ်၍ဤဘဝ၌ပင်လေငြိမ်အေးကုန်လတ္တံကိုကောင်တို့သာကျွင်းကြံကုန်လတ္တံဟုသိ၏ရဟန်းတို့ထိုအရာကိုအဘယ်သို့မှတ်ထင်ကုန်သနည်းအတဝကုန်ပြီးသောယဟန်သည်ပုံညာပိသင်္ခါရကိုမူလဲပြုရသေးသလောအပုံညာပိသင်္ခါရကိုမူလဲပြုရသေးသလော အာလင်စာပြီသင်္ခါရကိုမူလဲပြုရသေးသလိုဟု မေးတော်မူ၏အရှင်ဖျားမပြုရပါဟု ရှောက်ကုန်၏အချင်းခတ်သိမ်းပြုစီရင်မှုသင်္ခါရတို့မရှိသောသင်္ခါရတို့ချုပ်ချင်းကြောင့်ဝိညာဉ်သည်ထင်သေးသလိုအရှင်ဖျားမထင်ရပါ အချင်းခတ်သိမ်းဝိညာဉ်သည် မရှိခဲ့သောဝိညာဉ်ဤချုပ်ချင်းကြောင့်နာယုတ်သည်ထင်သေးသလော အရှင်ဖေယားမထင်ရပါ အချင်းခတ်သိမ်းနှံရုပ်မရှိတော့နှံရုပ်ချုပ်ချင်းကြောင့်တလာယတနာသည်ထင်ရသေးသလားအရှင်ဖေယားမထင်ရပါအချင်းခတ်သိမ်းတလာယတနာမရှိတော့တလာယတနာချုပ်ချင်းကြောင့်ဖတ်တတ်သည်ထင်ရသေးသလားအရှင်ဖေယားမထင်ရပါအချင်းခတ်သိမ်းဖတ်တတ်မရှိတော့ဖတ်တတ်ချုပ်ချင်းကြောင့်ဝေဒနာသည်ထင်ရသေးသလား အရှင်ဘုရားမထင်ရပါ အချင်းခတ်သိမ်းဝေဒနာမရှိတော့ဝေဒနာချုပ်ခြင်းကြောင့်တဏှာသည်ထင်ရသေးသလိုအရှင်ဘုရားမထင်ရပါအချင်းခတ်သိမ်းတဏှာမရှိတော့တဏှာချုပ်ခြင်းကြောင့်ဥပါဒံသည်ထင်ရသေးသလိုအရှင်ဘုရားမထင်ရပါအချင်းခတ်သိမ်းဥပါဒံမရှိတော့ဥပါဒံချုပ်ခြင်းကြောင့်ဘဝသည်ထင်ရသေးသလော အရှင်ဖေရမထင်ရပါ အချင်းခတ်သိဘဝမရှိတော့ဘဝချုပ်ခြင်းကြောင့်ဇာတိသည် ထင်ရသေးသလားအရှင်ဖေရမထင်ရပါအရှင်ဖေရမထင်ရပါယဟန်တို့ကောင်းစွာကောင်းစွာယဟန်တို့ဤတရားသည်ဤအတိုင်းပင်ဤတရားတော်သည်တပါသော အချင်းအရာအဖြစ်မဖြစ် ယဟန်တို့ဤတရားတော်ကိုယုံမှမရှိမှု၍ယုံကြည်ကြကုန်တော်သက်ဝင်ကြကုန်တော်ဤတရားတော်၌သို့လောသို့လောတွေးတော်မှုကင်းကုန်တော်ဤသည်လျှင်ဝိစင်းရဲ့ဤအဆုံးတည်းဟုဟောတော်မူ၏